ကဲမင်္ဂလာပါဟုတ်ပါတယ်ကျွန်တော်ဦးချက်ပါအဲဒီ2026မှာဗျာအိမ်မှာလည်းနေမယ်ဂိမ်းလည်းဆော့တယ်အဲကလေးတစ်ဖက်နဲ့ဆိုဘာညာပေါ့ဘလို့ပဲဖြစ်ဖြစ်ဗျာကျွန်တော်အိမ်ရနေပြီးငွေရှာလို့ရတယ် application ရတယ်အကုန်လုံးတည်ပြီးသားဖြစ်လိုက်ပါမယ်တည်မလားအဲ့ဒါဘာလဲဆိုတော့ TikTok ပဲဗျာ TikTok ကဘာလို့လဲဆိုတော့ကျွန်တော်တို့ငွေရှာလို့ရတဲ့ account တစ်ခုလိုတယ်ဗျာကျွန်တော်ဖုန်းတစ်လုံးရှိအောင်နဲ့လုပ်လို့ရတယ်ဗျာအဲ့ကြတော့အဲ့ TikTok account လေးကိုဘလို့ ကိုကိုတိုင်ထောင်လို့ရတယ်ဆိုတော့ဗီဒီယိုလေးကိုကျွန်တော်လုပ်လိုက်ရချင်းဖြစ်ပါတယ်2026ဘောင်ငွေတွေအများကြီးဝင်ကြပါသေးဗျာနော်မသိရရှိရင်လည်းကျွန်တော်စီလာမေးလို့ရပါတယ်ကဲဒါဆိုရင်တော့ကျွန်တော်တို့ဒီငွေဝင်တဲ့ဂျပန် TikTok account တစ်ခုဘယ်လိုထောင်ရလဲဆိုတာကိုကျွန်တော်တို့နားလည်အောင် ED မြွေတူတူရှင်းရှင်းနဲ့ကျွန်တော်တို့ Gmail account ထောင်တာစပြီးရောကျွန်တော်တို့ထောင်လိုက်ကြအောင်ကဲ let's go ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ Gmail account လေးရထောင်လိုက်အောင်ဗျာ ပြဿနာတွေတက်နေကြတာဗာလဲဆိုတော့ဂျီမင်းအကောင့်ထောင်ဖို့ကအခုရက်ပိုင်းနေလပိုင်းနေမှာတော်တော်ခက်နေကြတာဗျဒါပေမဲ့ဟိုလွယ်ကူရိုးရှင်းတဲ့အကြောင်းအရာလေးကိုကျွန်တော်တခါတည်းဟိုရှင်းပြပေးလိုက်မယ်ဗျာသူကဘာလို့လဲဆိုတော့ကုတ်တောင်းတာဖုန်းနံပါတ်ထည့်လို့ရှင်ကုတ်တောင်းတာကုတ်မကြတာနော်အခုဖြစ်နေရပြဿနာဂျီမင်းထောင်နေကြတဲ့သူတွေရဲ့ပြဿနာအဲ့လိုဖြစ်နေအဲ့ကြတော့သူ့ရဲ့ပြဿနာဘာလို့လဲဆိုတော့ကျွန်တော်တို့ Android မှာဆိုရင်ရတယ် iOS မှာမရဘူးနောက်ပြီးတော့ ကျွန်တော်ကွန်ပျူတာတွေမှာဆိုမမရဘူးအဲ့တော့ဒီ Android phone လေးနဲ့ Android phone တစ်လုံးလုံးရှိတဲ့တကယ်ချင်းစီရပဲရှိရှိဗျာဟိုဘော်ဒါစီရပဲရှိရှိအမေစီရပဲရှိရှိကျွန်တော် Android ခိုင်းနေသူဆိုရင်တော့ပိုကောင်းနေဗျာအဲ့ကျွန်တော် Android icon လေးထဲမှာပါတယ်ဗျာကျွန်တော် Gmail ဆိုတာလေးရှိတယ်မပါဘူးဆိုရင်လည်း Play Store ကထောင်းလိုက်ဒီမှာ Gmail ဆိုတာလေးနှိပ်လိုက်နှိပ်ပြီးသွားရင်ကျွန်တော်တို့ကကျွန်တော်တို့ကအအနာသာအကောင့်ဆိုတာပဲသွားမယ်ကျွန်တော် browser သွားလို့ရှိရင်အဆင်မပြေဘူးအဲ့ကျတော့ဒီနီးလန်းလေးနဲ့ လုပ်ကြည့်ပါနော်ဒါဆိုရင်ကျွန်တော်တို့ဖုန်းနံပါတ်လည်းမလိုဘူးပြီးမှအကောင့်ရောကဘာကြီးပါထည့်မယ်ဗျာလိုအပ်တာလုပ်မယ်ဟုတ်တယ်မလားအဲဆိုတော့ကျွန်တော်တို့ create account ကျွန်တော် for my personal name used အပေါ်ကဟာလေးပဲယူလိုက်မယ်နော်ကျွန်တော် first name အဦးချစ်ကျွန်တော်ဒီ account မှာ give away ပေးလိုက်မယ်ဗျာโอเคโอเค give away ไปเลยโอเค give away ป่ะอ่ะเลยไปเลยนะรอบหน้าเยี้ยจีดาก็ ကိုယ့်ရဲ့မှတ်ပုံတင်ထဲမှာပါတာရယ်ကိုယ့်ရဲ့ရေမောင်းလိုင်းရှင်ထဲမှာပါတာရယ် password ထဲမှာပါတာရယ်ဆိုတော့မွေးနေ့တက်ကလေးလေးထည့်ပေးပါခင်ဗျာနော်ဒါအရေးကြီးတယ်ဟုတ်ပြီကျွန်တော်ကန်နာမှာကျွန်တော်မေးလို့ယူလိုက်မယ် next name ပဲအဲ giveaway ဦးချေတဲ့ဦးချေ giveaway တဲ့ okay ဦးချေ giveaway ပဲယူလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ password လေးထည့်လိုက်မယ် ဟုတ်ပြီကျွန်တော် password လေးထည့်လိုက်မယ်ကိုထားခြင်းနဲ့ password လေးပေါ့ဒါဆိုရင်ကျွန်တော် disk type ရောက်သွားလို့ရှိရင်ကျွန်တော်ကအရင်ပုံစံမျိုးဖြစ်နေတာအကောင့်တောင်းနေဆိုတဲ့အခြေအနေမျိုးရောက်တာဗျာဒီ android မှာじゃအဲ့လိုမရဘူး add another account ကိုတော့တခြားရွေးဖို့လိုတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဟိုမလို့ဘူးကုန်မတောင်းအဲ့ဒါဆိုရင်ကျွန်တော် next agree agree i agree ပေါ့ဗျာသူတို့ရဲ့ policy ဘာညာတွေကိုဟိုလက်ခံနေပေါ့တကယ်ဘယ်သူမှလည်းမဖတ်ကြပါဘူး ဒါမဲ့လေသူတို့ဘက်ကလည်းပြဿနာတက်လာတဲ့အခါမျိုးရှိရင်ကြတော့မင်းတို့လက်ခံပြီးသားဖြစ်တဲ့အတွက်ကြောင့်ဘာညာပေါ့ဗျ။ဒါတော့ထုံးစံအတိုင်းပါပဲ။ကဲဒါဆိုရင်တော့ကျွန်တော်တို့ရဲ့အကောင့်လေးကရသွားပြီ။အောင်မြင်သွား PC သွားပြီ။ကျွန်တော်ဦးချစ်ခဲ့ဝေဟုတ်ပြီ။ဒါဆိုရင်အဲ you are ordan nothing in primary ။အဲဒီထဲမှာဘာမှတော့မရှိသေးဘူး။အဲကြောင့်ကျွန်တော်တို့ကအကောင့်ကျွန်တော် Gmail အကောင့်ရပြီ။ဟုတ်ပြီ။အဲဆိုရင်ကျွန်တော်တို့က TikTok အကောင့်ကိုထောင်းမယ်။ကဲဟုတ်ပြီ။အဲဆိုရင်ကျွန်တော်တို့ Gmail ရပြီ။ Gmail ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ TikTok အကောင့် ထောင်လိုက်ကြမယ်ကျွန်တော် VPN မလိုဘဲနဲ့ထောင်လို့ရတဲ့နည်းပါးတခါလေးပြပြပေးလိုက်မယ်ပြနော်ကျွန်တော်အသေးစိတ်အတိအကျပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ဗီဒီယိုလေးကနည်းနည်းတော့ရှိသေးတယ်တိခန့်ပေးပါနားမလည်တဲ့အပိုင်းလေးရှိရဆိုရင်တေချာပြန်ပြန်ပြီးတော့ကြည့်ပါဟုတ်ပြီအဲဆိုရင်ကျွန်တော်တို့ browser တစ်ခုကိုဝင်လိုက်မယ်ကျွန်တော်ဖုန်းထဲက Google Chrome browser ကိုဝင်လိုက်မယ်ဝင်ပြီးတော့ရင်ကျွန်တော်တို့ TikTok account create ဆိုတာလေးကိုရိုက်ပြီးတော့ရှာလိုက်မယ်ရှာပြီးတော့ရင်ကျွန်တော်တို့ sign up ဆိုတာလေးကိုနှိပ်မယ်နှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ ကျွန်တော်တို့နောင်နောင်လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ခဏလေးဆောင်ပြီး30စက္ကန့်လောက်ဆောင်လိုက်သူပြောင်းသွားနေမယ်ဟုတ်ပြီအောက်နန်းလေးမှာကျွန်တော်တွေ့လာ login ရဲ့အပေါ်နန်းလေးမှာကျွန်တော်မြန်မာဘာမားဆိုပြီးပေါ်နေတယ်အာဘိုင်း continuing with account located in မြန်မာဘာမားတယ်ဟုတ်ပြီအဲ့တော့ကျွန်တော် VPN ဘယ်လိုပြောမလဲ VPN မလိုဘူးဗျာအဲ့မှာအဲ့ဒါလေးကိုကျွန်တော်တို့အရင်ဆုံးနှိပ်လိုက်မယ်ဒီ step လေးမမေ့နဲ့နော်မြန်မာကောက်ဆိုကျွန်တော်ပတ်စံရှာလို့မရဘူးအဲ့မှာဂျပန်ဆိုတာလေးကျွန်တော်ယူလိုက်မယ်ပြီးတော့ search လိုက်မယ်ဂျပန်ဆိုတာလေးနှိပ်မယ်โอเคတန်အဲ့မှာကျွန်တော်တို့ locate တိုင်းဂျပန်ဆိုတာအိပ်ပြတာโอเค ။ဘာလို့ကြောက်ဖိပီယန်လည်းမလုပ်ဘူး။ဖိပီဖိပီယန်နေဘွယ်တုံးရတာတွေဘာတွေမလုပ်ဘူးဗျာ။ဒီမှာရိုးရှင်းလေးပဲ AC လေးပဲအပြင်ကျွန်တော်တို့ခုနထောင်ထားတဲ့ Gmail လေးနဲ့ချိန်မယ်။အဲကြတော့ continue ဖွဲ Google ကျွန်တော်အောက်ကဟိုကလေးမမားစင်နေနော်။ဂျပန်ဆိုတာလေးမမားစင်။ကိုထောင်ကျင်တဲ့ location လေးတွေကိုသိချရွေးပါ။မြန်မာကတော့ပတ်စံမရပါဘူး။အဲကြောင့်မလို့ကျွန်တော်တို့ပတ်စံပေးတဲ့ location လေးတွေကိုသိချရွေးပါ။အဲဂျပန်ကတော့ငွေထုတ်ရတာလေးကောင်းတယ်အဆင်လင်းပြေတယ်။အဲကြောင့်မလို့ဂျပန်ပဲယူ။အပြင်ကျွန်တော်တို့ continue ဖွဲ Google ဆိုတာလေးကိုနှိမ့်မယ်။ နောက်တော့ကျွန်တော်တို့ထောင်ခဲ့တဲ့ဥချစ်ခေဝေးဆိုတာလေးကိုကျွန်တော်ရွေးလိုက်မယ်ရွေးလိုက်ပြီးရင်ကျွန်တော်တို့ဟုတ်ပြီ continue ဟုတ်ပြီခဏလေး loading ဆောက်ပြီ gmission account ထောင်ရတာမြန်နေပဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့မွေးနေ့တက်ကြေကိုအမှန်တိုင်းထည့်ပေးပါကျွန်တော်မွေးနေ့ကိုပဲထည့်ပေးလိုက်မယ်ပြီနော်ဒီလိုကြီးဆိုရတော့လေအသက်ကြီးလာသလိုပဲ1993 25ရက်နေ့ဇန်နဝါရီ25ကျွန်တော်မွေးနေ့ပါ အဲဆိုရင်ကျွန်တော်တို့ next ကိုနှိပ်လိုက်မယ် loading လေးသွားမယ်အ username username ဆိုတော့ကျွန်တော်ဟိုဟာ username ကိုကြိုက်တဲ့နာမည်ထားလို့ရပါဗျာကျွန်တော်ကတော့ဒီ account ကိုလက်ဆောင်ပေးမှာဖြစ်တဲ့အတွက်ကြောင့် uch အဲ gift gift away ပေါ့ဗျာတော့ချားလို့မရဘူးမေ့တယ်သူကဒါလေးတွေကိုမချားနဲ့ မြောက်ကနံပါတ်လေးလိုနေရဲအဲကြတော့73လေးထည့်ကြည့်လိုက်မယ်နောက်တစ်လုံးထည့်ကြည့်မယ်နောက်တစ်ထည့်ကြည့်မယ်ထည့်ကြည့်မယ်မရဘူးအဲဆိုရင်ကျွန်တော်တို့ဟောသူကအသေးပဲရေးခိုင်းတာဟုတ်ပြီအဲဆိုရင်ဦးချစ် K I B E အဲဦးချစ် give ဒီဒီ give ဝေးလဲရပါတယ်ဦးချစ် give ဝေးဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ်အဲကြတော့ကျွန်တော်တို့အိုက်တိုင်းလေးပဲကျွန်တော်တို့ sign get ဆိုပါလိနေလိုက်မယ်ဒီကောင်လေးကိုကျွန်တော်လက်ဆောင်ပေးလိုက်မယ်ခင်ဗျာနော် ဒီအကောင့်လေးကိုကျွန်တော် Gmail ကိုဒီငွေတခါတည်းတန်းရှာလို့ရတဲ့ဒီဟွာလေးကိုပဲကျွန်တော် Pro တို့တော့အကုန်လုံးကိုလက်ဆောင်ပေးလိုက်ပါမယ်ခင်ဗျာနော်အဲလက်ဆောင်တွေမှာပေါင်ဝင်ခြင်းနဲ့ပေါ်လာလေးရကျွန်တော် Telegram မှာဘယ်လိုပြောမလဲ Telegram လေးလည်းလုံးလိုက်ပါအောင်မယ်ကျွန်တော်တခြား tips and tricks လေးတွေအဲလုံးလို့ရတယ်ဆိုတာလေးကြီးလည်းကျွန်တော်ပြပြပေးခြင်းတယ်အဲကြတော့ကျွန်တော်တို့အကောင့်က ဝင်သွားပါပြီဒါဆိုရင်ကျွန်တော်ဘရောဝါမှာတော့ဝင်သွားပြီကျွန်တော်တို့ဖုန်းထဲမှာ login ဝင်မယ်ဟုတ်ပြီအဲ continue with google အဲ့မှာကျွန်တော်တို့ sign option ကိုချက်ခဲ့ဖို့နော်ကျွန်တော်ယူလိုက်မယ်ဝင်သွားလိုက်မယ်ပြီးရင်ကျွန်တော် location ကိုတခါပြပြပေးမယ်ဟုတ်ပြီကျွန်တော်ဝင်သွားပြီဝင်သွားပြီဆိုတော့ကျွန်တော် profile ကိုဝင်မယ်ဝင်ပြီးသွားရင်ကျွန်တော်တို့တခါလေး ီဘက်က34ခုနှိပ်လိုက်မယ်နှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ TikTok Studio ကိုသွားမယ် Studio သွားပြီးတော့လို့ရှိရင်ကျွန်တော် setting ကိုသွားမယ် account setting ပြောက်သွား or setting and privacy account ကိုသွားမယ်ကျွန်တော်တို့အားလုံးမြင်တဲ့အတိုင်းပဲကျွန်တော်တို့ account information ကိုနှိပ်လိုက်မယ်ဟုတ်ပြီကျွန်တော်တို့ account region ကတော့ဂျပန်ဖြစ်သွားပြီဒါဆိုရင်အောင်မြင်တဲ့တိကျတယ်မှန်ကန်တယ်ဆိုတော့ကျွန်တော်တို့ ဟိုငွေရှာလို့ရတဲ့ဂျပန်အကောင်လေးထောင်ရတဲ့ထောင်ပြီးသွားပြီပေါ့ဗျာအဲ့ဒါပါပဲပြီးတော့မှကျွန်တော်တို့နောက်ဗီဒီယိုလေးဒီဗီဒီယိုကတော်တော်ရှည်သွားပြီအဲ့ကြတော့ဟိုဒီ TikTok မှာကျွန်တော်တို့ဟိုဖွင့်ရမယ့် setting လေးတွေအတွက်ဟို reach တွေရောက်ဖို့ view တွေတက်ဖို့အဲ့ဒီအကြောင်းအရာလေးမှားနေဟိုဖွင့်ရမယ့်ဟို button လေးရှိရဗျာအဲ့ခလုတ်လေးတွေဘယ်ခလုတ်လေးတွေရောက်ဖွင့်ရတယ်ဘာလေးတွေရောက်ပိတ်ထားရတယ်ဟုတ်ပြီကျွန်တော်ဒီ TikTok ရဲ့ algorithm က ဟိုသူဘဲချင်းမှာဘလို့တင်ရင်ဘလို့ဖြစ်တယ်ဆိုတဲ့အကြောင်းအရာလေးတွေလည်းကျွန်တော် Telegram channel လေးလုတ်ပြပါဦးမယ်အဲ့ channel မှာဝင် join ပြီးတော့ကျွန်တော်ဒီတိုင်း free ပါပဲကျွန်တော် free လုတ်ပြမယ်အဲကျွန်တော် Telegram channel မှာဝင်ပြီးတော့ကျွန်တော်လေးလာလို့ရပါတယ်အဲကျွန်တော် YouTube ကိုလည်းတင်ပြမယ် Facebook မှာလည်းတင်ပြမယ် TikTok မှာလည်းတင်ပြမယ်ခင်ဗျာနော်ဒီဒီအကောင့်လေးကိုတော့ကျွန်တော် giveaway အနေနဲ့ပေးလိုက်ပါပါခင်ဗျာနော်ပြန်မထောင်မယ်ဆိုလို့ရှိရင်9000လို့3000လို့2000လို့မျိုးစုံပဲဗျာအဲ့လိုမျိုးလေးရှိရအဲ့ကြတော့ကျွန်တော်ရဲ့ဒီ Gmail လေးရောပေးလိုက်မယ် ီတက်တော့အကောင့်လေးလည်းပေးလိုက်မယ်ဗျာနော်ဂျပန် region ရှာလို့ရတဲ့ပတ်စံရှာလို့ရတဲ့အကောင့်လေးထောင်တာတော့အောင်မြင်သွားပြီးဆုံးသွားပြီဗျာကဲအားလုံးပဲကျော်ဘဲ channel မှာပဲကြည့်ပြကြည့်ပြ follow လေး like လေးတွေ share လေးတွေနဲ့တခြားသူတွေအောင်လည်းကူညီပေးပါကျွန်တော်လည်း subscribe နှိပ်ပြီးတော့ကျွန်တော်အားဖြစ်စေမဲ့ထပ်ပြီးတော့ video တွေလုပ်ဖို့တော့ခွန်အားလိုတယ်ဗျာအဲ့တော့ကြောင့်မလို့ကျွန်တော် subscribe လေးနှုတ်ခဲ့ပါ follow လေးနှိပ်ခဲ့ပါကျွန်တော် like လေးအသေးလေး share လေး save copy link အကုန်လုတ်ခဲ့ပြီပါခင်ဗျာနော်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ဒီကောင်လေးကိုခေဝေးပေးပါမယ်ခင်ဗျာနော်အောက်မှာကျွန်တော်လိုချင်နေဆိုရင် OK လို့မှန်ခဲ့ပြီပါနော် ID ထဲကနေပြီးမှကျွန်တော် comment page ကနေဖောက်ပြီးတော့မဲပေါက်ပေးပါခင်ဗျာအားလုံးပဲတက်တာပါကျေးဇူးများတင်ပါတယ်ဗီဒီယိုအဆုံးထိကြည့်ပြီးအတွက်ဘိုင်ဘိုင်